ကတိမတည်တဲ့ပူတင်နဲ့အပြစ်ရရေးချုပ်ဆိုတာကထိရောက်ပါမလား CNN ကအခုလေးတွင်ရုရှားနဲ့ယူကရိန်းကြားအပြစ်ခတ်ရစရေးသဘောတူညီချက်အသစ်နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာပါတယ် Saudi Arabia မှာမာရသွန်ဆွေးနွေးပွဲတွေအပြီးမှာရုရှားနဲ့ယူကရိန်းတို့ဟာပင်လယ်နက်မှာတိုက်ပွဲတွေရပ်တန့်မှုသဘောတူခဲ့တယ်လို့ Trump အဆိုရကကြေညာခဲ့ပါတယ်ဒါပေမဲ့အင်ဖြူရကဒီအစဉ်ကိုကြေညာပြီးမကြခင်မှာပဲ Kremlin ကအခြေအနေအချို့ကိုအရင်ဖြည့်ဆည်းမှသာသဘောတူညီချက်ကိုဆက်လက်လှုံ့ဆော်နိုင်မယ်လို့ပြောပါတယ် ဒီအကန့်အသတ်နဲ့တိုက်ပွဲရဲ့ဆိုင်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးနေစေဖြစ်ပေမဲ့ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုအမှန်တကယ်အဆုံးသတ်ဖို့ဆိုရင်ရုရှားသမ္မတဗလာဒီမာပူတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုကစားသလိုလုပ်နေတာတွေတွေ့ရပါတယ်။ပူတင်ကအပြည့်ရဲ့ဆေးရည်ကတိတွေပေးနေပေမဲ့တစ်ဖက်မှာလည်းထရန့်ကိုချိန်ချောင်နေပါတယ်။ပြောရမယ်ဆိုရင်ရုရှားကောင်းဆောင်ဟာဒီကတိတွေကဘယ်အရာကိုမှလိုက်နာဖို့ရည်ရွယ်ချက်မရှိဘူးဆိုတာပြသနေပါတယ်။ဒါပေမဲ့ပူတင်မသိတာက တခြားကဘာကသူ့ရဲ့ကစားကွက်ကိုတိနေပြီးအမေရိကန်ယူကရိန်းနဲ့ယူကရိန်းရဲ့မဟာမိတ်တွေအားလုံးကဗလာဒီမာဟာဒီသဘောတူညီချက်ကိုဖြတ်သိမ်းမှသိကြတယ်ဆိုတာကိုသိနေကြပါဗျ။ကဲဒီအကြောင်းအရာလေးကိုကျွန်တော်နဲ့အတူတစ်ချက်လောက်ကြည့်ကြရအောင်လားခင်ဗျာ။အပြည့်ရစဲရေးအစ်စ်ကဘယ်လိုမျိုးလဲ။မတ်လ25ရက်နေ့မှာ BBC ကရုရှားနဲ့ယူကရိန်းတို့ဟာပင်လယ်နက်မှာရေတပ်အပြစ်ခတ်ရစဲရေးကိုသဘောတူခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါဗျ။အဲ့ဒီသဘောတူညီချက်ဟာ Saudi Arabia မှာ အင်ဖြူရောကကျွမ်းကျင်သူအဖွဲ့များလို့ခေါ်တဲ့အဖွဲ့တွေကြားအစည်းအဝေးတစ်ခုရဲ့နောက်ဆက်တွဲအဖြစ်ထွက်ပေါ်လာပါတယ်။ထရန့်နဲ့ပူတင်ကိုကိုးစားပြုတဲ့အဖွဲ့တွေဟာပင်လယ်နဲ့ဆိုင်ရာပြဿနာများပါကိုအာရုံစိုက်တဲ့နှစ်နိုင်ငံဤပညာဆိုင်ရာဆွေးနွေးပွဲတွေမှာပါဝင်ခဲ့ပါတယ်။ပူတင်ကအရင်အပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးဆွေးနွေးတာတွေမှာလည်းပါဝင်ခဲ့ပူပါတယ်။အဲ့ဒီအပြစ်ခတ်ရစဲရေးဟာစွန့်ရင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ဖို့အာရုံစိုက်ထားပါတယ်။ဒီအစည်းအဝေးဟာအောင်မြင်ပုံရပြီးအဲ့ဒီနောက်မှာအမေရိကန်ကပါဝင်သူအားလုံး သူကိုယ်တိုင်ယူကရိန်းနဲ့ရုရှားတို့ဟာကြာရှည်ခံပြီးထာဝရငြိမ်းချမ်းရေးစီကိုဥတီလှုံ့ဆော်နေကြတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်အပြစ်ခတ်ရဆေးရေးတည်ရှိနေသူတွေရုရှားနဲ့ယူကရိန်းတင်ပို့သူတွေအတွက်ပုံပစ္စည်းတွေအထူးသဖြင့်ကောက်ပဲသီးနှံတွေကိုပင်လယ်နက်ကနေသင်းမောနဲ့ပို့ဆောင်နိုင်တဲ့တန်မိုးရှိတဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်ဖွင့်ပေးနိုင်လိမ့်မယ်လို့လည်းအကြံပြုခဲ့ပါတယ်။ဒါ့ပြင်ယူကရိန်းသမ္မတဇယ်လန်စကီးကဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးတတိထားနေပါပြီ။သူကဒီအပြစ်ခတ်ရဆေးရေးဆွေးနွေးပွဲတွေကိုချီးကျူးပြီး အမေရိကန်ကမှန်ကန်တဲ့အစည်းအဝေးတွေလုပ်နေတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနေတယ်။မှန်ကန်တဲ့ခြေလှမ်းတွေလှမ်းနေတယ်လို့မှတ်ချက်ပြုဝင်မဲ့ဇလန်စကီးကဒါဟာအလုပ်ဖြစ်လိမ့်မယ်လို့ပြောဖို့စောလုံးသေးတယ်လို့လည်းပြောခဲ့ပါဗျ။စကားရီရဲ့နောက်ွယ်ကအဒိတ်ဘယ်ရီကိုကြည့်ရင်ဇလန်စကီးရဲ့အရေးဘွက်တွေက ရှင်းပါတယ်။ပူတင်ကပင်လယ်နဲ့အပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးသူ့ရဲ့စကားကိုတီးလိမ့်မယ်လို့သူမျှော်လင့်ပေမဲ့လက်တွေမှာတကယ်တီးမယ်လို့မထင်ပါဘူး။ပြောဖို့စောလုံးသေးတယ်ဆိုတာဟာပူတင်ဟာစကားတီးသူမဟုတ်ဘူး။ ရုရှားကစစ်ပွဲကိုဆက်လက်ဆင်နွှဲနေချိန်မှာယူကရိန်းနဲ့အမေရိကန်စီကနေပူရဖို့ဒီသဘောတူညီချက်ကိုအသုံးချဖို့ကြိုးစားလိုက်မယ်လို့အထိပ္ပယ်ရပါတယ်။ဇယ်လန်စကီကဒီစကားကိုပြောပြီးမကြခင်မှာပဲသတင်းတွေစတင်ပြန့်နှံ့လာပါတယ်။ Saudi Arabia စီဝေးအတွင်းမှာအမေရိကန်နဲ့ရုရှားဆွေးနွေးကြတာဟာမလုံလောက်ပါဘူး။ပူတင်ကပိုလိုချင်ပြီးအဲ့ဒါကိုရဖို့ထရမ့်ကိုချိန်ချောက်ဖို့ဝင်မလေးပါဘူးဆိုတာမျိုးတွေပါ။ ထရမ့်ကစီဝေးရဲ့ရလဒ်ကိုကြီးညာပြီးမကြခင်မှာပဲကရမလင်ကပင်လယ်နဲ့အပြစ်ခတ်ရဲစဲရေးတစ်ခုလုံးကိုအခြေခံအဖြစ်ဖျက်သိမ်းလိုက်ပါတယ်ရုရှားဗန်တွေမြေဩဇာနဲ့စားနပ်ရိက္ခာပုံသရေးမှာပါဝင်တဲ့ထုတ်လုပ်သူတွေနဲ့တင်ပို့သူတွေပေါ်ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပြီးမှသာအဲ့ဒီလှုပ်ရှားမှုကိုသဘောတူပါမယ်လို့ပြောလာပါတယ်ရုရှားရဲ့တောင်းဆိုချက်အစ်စ်တွေမှာပူတင်ရဲ့ယူကရိန်းကြီးတော်မှုအစပိုင်းမှာပြဋ္ဌာန်းခဲ့တဲ့ Swift Base နစ်ကိုရုရှားဗန်တွေပြန်လည်အသုံးပြုဝင်ရရှိခြင်းနဲ့ ရုရှားလန်လွှင့်ထူထားတဲ့စီးပွားဖြစ်တင်မောအများပြပေါ်ကန့်သက်ချက်တွေကိုရုပ်သိမ်းခြင်းလို့ပါဝင်ပါတယ်။ပူတင်ရဲ့မာယာများတဲ့အပြစ်ရစရေးဖြူဟာပူတင်ကဒီပိတ်ဆို့ရေးမှုတွေကိုရုပ်သိမ်းစေခြင်းရတဲ့အကြောင်းရင်းကရှင်းပါတယ်။လက်ရှိမှာအမေရိကန်နဲ့ဥရောပအာရှနဲ့ဩစတြေးလျဒေသကမဟာမိတ်အများပြဟာ2022ခုနှစ်ဖေဖော်ဝါရီလကစပြီးရုရှားပေါ်ပိတ်ဆို့အရေးယူမှု21692ခုကိုပူးပေါင်းအကောင်အထည်ဖော်ဆောင်ခဲ့ပါတယ်။ ဲ့ဒီပိတ်ဆို့ရေးယူမှု8000ကျော်ဟာဘန်တွေနဲ့ကုမ္ပဏီတွေလိုရုရှားဖွဲ့စည်းတွေကိုပိတ်မှတ်ထားပါတယ်။ဒီပိတ်ဆို့ရေးယူမှု2692ခုဟာပူတင်ကသူ့ရဲ့ကျူးကျော်မှုကိုစတင်ခဲ့တဲ့အချိန်မတိုင်ခင်ကလေးကရှိနှစ်ပြီးဖြစ်တဲ့2619ခုနဲ့ပေါင်းလိုက်ရင်ရုရှားဟာကမ္ဘာမှာပိတ်ဆို့ရေးယူမှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။နိုင်ရှင်ကြည့်ရင်အီရန်ဟာပိတ်ဆို့ရေးယူမှု9485ခုနဲ့ဒုတိယနေရာမှာရှိပြီးရုရှားမှာရှိတဲ့အရေးအတွက်ရဲ9ပုံတပုံကျော်ပဲရှိပါတယ်။ ဒီပိတ်ဆို့အေးအေးမှုတွေဟာထိရောက်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်ကရုရှားပေါ်ပိတ်ဆို့အေးအေးမှုတွေဟာယူကရိန်းကျူးကျော်မှုရဲ့ပထမနှစ်နှစ်အတွင်းမှာပဲရုရှားရရှိနိုင်တဲ့စီဝါရေးတိုးတက်မှုကနေ900ခိုင်နှုန်းကိုရှော့ချပြီးဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကအများအပြားဟာရုရှားနဲ့ကုန်သွယ်မှုတွေကိုရပ်တန့်ခဲ့ကြပြီးဒါဟာပူတင်ကသူ့ရဲ့စည်ရေးရန်တရားကိုရန်ပုံငွေထောက်ပံ့မှုအသုံးပြုနိုင်တဲ့ဒေါ်လာဘီလီယံပေါင်းများစွာကိုဆုံးရှုံးစေခဲ့ပါတယ်။ ဒါဟာချိန်ချောက်မှုပါပဲ။ပူတင်ဟာစပွဲပေါ်မှာသဘောတူညီချက်တစ်ခုရရှိဖို့ထရမ့်နဲ့လက်တွဲလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဲ့ဒီသဘောတူညီချက်ဟာခိုင်မာပုံရပါတယ်။ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးဟာပင်လယ်နက်မှာသူတို့ရဲ့စစ်ရေးတိုက်ခိုက်မှုတွေကိုရပ်တန့်ပါလိမ့်မယ်။ဒါပေမဲ့အမေရိကန်ကအဲ့ဒီသဘောတူညီချက်ကိုအတီးပြူပြီးတာနဲ့ပူတင်ဟာသူ့ရဲ့စကားကိုပြန်ယုံသိမ်းလိုက်ပါတယ်။ထရမ့်ကယူကရိန်းမှာငြိမ်းချမ်းရေးဘယ်လောက်ထိရကျင်နေဆိုတာကိုသူသိပါတယ်။ ထရမ့်ကိုယ်တိုင်ကယာရုယယူပြီး24နာရီအတွင်းစစ်ပွဲကိုအဆုံးသတ်မယ်လို့ကြွားလုံးထုတ်ခဲ့ပြီးသူဟာဒီအကြက်တဲတစ်ခုလုံးကိုအဆုံးသတ်ပေးသူဖြစ်နာမည်ကြီးကျင်တယ်ဆိုတာကိုဖော်ပြနေပါတယ်။အဲ့ဒီအချက်ကိုအသုံးချပြီးပူတင်ဟာပင်လယ်နဲ့ကစားကွက်ကိုပြောင်းလဲလိုက်ပါတယ်။ထရမ့်အနေနဲ့အပြစ်ခတ်ရစေးရေးကိုရရှိနိုင်ပါသေးတယ်လို့ပူတင်ကပြောနေပါတယ်။ဒါပေမဲ့အဲ့ဒါကိုရဖို့အမေရိကန်ရဲ့သူ့ရဲ့မဟာမိတ်တွေဟာရုရှားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုယာနဲ့ချီ ဒါမှမဟုတ်ထောင်ထဲချီကိုရုပ်သိမ်းရပါလိမ့်မယ်လို့ပြောပါတယ်။ပူတင်ဟာသူ့အတွက်အနိုင်အနိုင်အခြေအနေတစ်ခုကိုဖန်တီးဖို့ကြိုးစားနေပါတယ်။အမေရိကန်ကပယ်ပိတ်ဆို့အရေးယူမှုကမှမရုပ်သိမ်းဘူးလို့ပြောရင်ရုရှားကောင်းဆောင်ကငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့မကြိုးစားတော့ဘူးလို့ပြောနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်ကပိတ်ဆို့အရေးယူမှုတွေကိုရုပ်သိမ်းဖို့သဘောတူရင်ရုရှားတွေကရုရှားတွေကိုဒေါ်လာဘီလီယံပေါင်းများစွာငွေတွေပြန်ဝင်လာဖို့တကားဖွင့်ပေးလိုက်တာ ਨੇ အတူတူပါပဲအဲ့လိုသာဆို ်ပူတင်ဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ဘာကတိမှမပေးဘဲနဲ့ရုရှားရဲ့ယိုယွင်းနေတဲ့စီးပွားရေးကိုထောက်ပံ့နိုင်မှာပါ။သူဟာပင်လယ်နက်ကိုအခြေခံသဘောတရားအရဆုံးလွန်မှာဖြစ်ပြီးဒါဟာယာယီဖြစ်နိုင်တယ်လို့သူ့ရဲ့စရေးရန်တရားကိုရန်ပုံငွေထောက်ပံ့မှုဆက်လက်လှုံ့ဆော်နိုင်မှာပါ။နောက်တစ်ကြိမ်မှလည်းကျူးကျော်မှုဟာရပ်တန့်မှာမဟုတ်ပါဘူး။ရုရှားဟာအထူးစည်ရေလှုပ်ရှားမှုလို့ယူဆရတဲ့အရာကိုဆက်လက်လှုပ်ဆောင်မှုပိုတောင်တင်းတဲ့ငွေကြေးအခြေအနေမှာပဲရှိနေမှာပါ။ ူတင်ရဲ့အလိန်ညာတွေကိုတီးပြီးသားဖြစ်နေတဲ့ခေါင်းဆောင်နှစ်ဦးပူတင်အတွက်ပြဿနာတစ်ခုပဲရှိပါတယ်ဇယ်လန်စကီကဒါရီအားလုံးဖြစ်လာနိုင်တယ်ဆိုတာကိုကြုံမြင်ထားတာပဲဖြစ်ပါတယ်ရုရှားခေါင်းဆောင်တွေပိုဆိုးတာကထရမ့်ကလည်းသူလိုချင်တာကိုရဖို့ရုရှားခေါင်းဆောင်အသုံးပြနေတဲ့နည်းပြဟာတွေကိုတတိထားမိလာပုံရပါတယ်ယူကရိန်းကပင်လယ်နက်အပစ်ခတ်ရစေးရေးဟာပိတ်ဆို့အရေးယူမှုတွေရုံသိမ်းမှဖြစ်မယ်လို့ပူတင်ကလိန်ညာနေတယ်လို့ဆွဆွဲပြီးပါပြီယူကရိန်းကဝယ်ယူဝင်ကြီးဘရူစတမ်အူမရော့ဖ်က တတိယနိုင်ငံတွေကအပြစ်ခတ်ရစဲရေးကိုကြီးကြပ်နိုင်တယ်လို့ပြန်လည်တုံ့ပြန်မိပါပြီ။သူကပူတင်ကိုလည်းသတိပေးလိုက်ပါတယ်။ယူကရိန်းကပင်လယ်နဲ့အရှေ့ပိုင်းထက်ကျော်လွန်တဲ့စစ်သင်္ဘောတွေကိုတွေ့ရင်ယူကရိန်းမျိုးသားလုံခြုံရေးအတွက်ချင်းချောက်မှုအဖြစ်သတ်မှတ်ရလိမ့်မယ်လို့ပြောလာပါတယ်။ပြီးတော့ဒီလိုအခြေအနေမှာယူကရိန်းကမိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ကိုအပြည့်အဝကျင့်သုံးပိုင်ခွင့်ရှိပါတယ်လို့ Umarov ကပြောပါတယ်။ MSNBC ရဲ့အဆိုအရ Trump ကိုသတင်းတောက်တွေက ူတင်ရဲ့ပိတ်ဆို့အေးအေးယူမှုတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာအနှဲငယ်ငြိမ်သက်သွားပါတယ်လို့သိရပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လည်းညှိနှိုင်းသူတရားအနေနဲ့ပူတင်ကဘာလို့ဖို့ကြိုးစားနေလဲဆိုတာကိုသူနားလည်ပုံရပါတယ်။ပူတင်ကအချိန်ဆွေးနေတယ်လို့ခံစားရသလားလို့ Newsmax ကမေးတဲ့အခါ Trump ကရုရှားကစစ်ပွဲအဆုံးသတ်တာကိုတော့လိုချင်နေတယ်ဆိုတဲ့အကြောင်းကိုပဲထပ်ခါတလဲလဲပြနေပါတယ်။ Trump ကတန်တမန်ရေးရပြောနေတာဖြစ်နိုင်ပေမဲ့ ်ပူတင်ကဘာလို့ဖို့ကြိုးစားနေလဲဆိုတာကိုသူသိကြောင်းဖော်ပြနေပါဗျာရုရှားကောင်းဆောင်ကအမေရိကန်နဲ့သူညှိနှိုင်းထားတဲ့သဘောတူညီချက်ကိုမလုပ်ချင်ဘူးဆိုတာကိုသူသိပါဗျာပူတင်ရဲ့ချင်းချောက်အကြက်ကင်မှုဟာကောင်းကောင်းကြီးစတင်နေပြီဖြစ်ပေမဲ့ဇယ်လန်စကီရောထရမ့်ရောဒီတစ်ချိန်မှာတော့ပူတင်ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောဖို့ဆန္ဒမရှိပုံရပါဗျာသူတို့ကဘာလို့လိုက်ရောမှာလဲသူတို့နှစ်ယောက်စလုံးကပူတင်ဟာမကြခင် ဒါမှမဟုတ်နောက်ကျရင်ပင်လယ်နဲ့အပြစ်ခတ်ရဲ့ဆေးရည်သဘောတူညီချက်ကိုတစ္ဆာဖောက်မှာကိုအတိအကျပြောသည်ဖြစ်စေမပြောသည်ဖြစ်စေသိကြပါရစေ။သူတို့ကဘယ်လိုသိလဲ။ပူတင်ဟာသူ့ရဲ့ယူကရိန်းကြီးတော်မှုအတွင်းမှာပင်လယ်နဲ့သဘောတူညီချက်နဲ့ပတ်သက်ပြီးသူ့ရဲ့စကားကိုပြန်ယုံပြီးသားဆိုတဲ့အချက်နဲ့စသိနိုင်ပါရစေ။အတိတ်မှာလည်းဂတိပြတ်ခဲ့တဲ့ပူတင် BBC ရဲ့အပြစ်ခတ်ရစဲရေးဆိုင်ရာအစီရင်ခံစာမှာဒီအချက်ကိုအလေးပေးဖော်ပြထားပြီးယူကရိန်းနဲ့ရုရှားတို့ဟာ2022ခုနှစ်မှာလည်းပင်လယ်နက်ကိုဖျက်ပြီးကူးတန်းရောင်းကူးတန်းရောင်းဝယ်ရေးတင်မော်တွေဘေးကင်းစွာသွားလာနိုင်အောင်တည်ကြစီမဲ့စီစဉ်မှုတစ်ခုကိုသဘောတူခဲ့ကြပါတယ်။ဒါဟာပူတင်ကထရမ့်နဲ့မူလကသဘောတူခဲ့တဲ့အရာနဲ့အတော်ဆင်တူပါတယ်။ပင်လယ်နက်ကောက်ပဲတိနယ်သဘောတူညီချက်လို့ခေါ်တဲ့အဲ့ဒီသဘောတူညီချက်မှာဆိုရင်ယူကရိန်းရဲ့ကောက်ပဲတိနယ်အတင်သင်းမောတွေဟာ ရုရှားရဲ့စစ်ရေးတိုက်ခိုက်မှုတွေနဲ့မကြုံတွေ့ရဘဲပင်လယ်နက်ကိုဖျက်ဆီးဝင်ပြုမယ်လို့ကတိပေးခဲ့ပါတယ်။ပူတင်ရဲ့ကြူးကြော်မှုအပြီးမှာရပ်ပေါင်း120အတွက်မူလကချမှတ်ခဲ့တဲ့ဒီသဘောတူညီချက်ကိုသက်တမ်းအကြိမ်ကြိမ်ထိုးခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လမှာရုရှားကမူလသဘောတူညီချက်ရဲ့အဓိကအစိတ်အပိုင်းတွေကိုအကောင့်ထဲမဖော်ခဲ့ဘူးလို့ပြောခဲ့ပြီးဒါဟာအဲ့ဒီတစ်ခုလုံးကိုအဆုံးသတ်ဖို့ဥတည်သွားစေခဲ့ပါတယ်။ Kremlin ရဲ့ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ်ပူတင်ရဲ့ကိုယ်စားလှယ်တွေကထရန့်ရဲ့အဖွဲ့နဲ့ဒီနောက်ဆုံးအပြစ်ခတ်ရစရဲ့အကြောင်းပြောနေချိန်မှာအဲ့ဒီပျက်စီးသွားတဲ့သဘောတူညီချက်ကိုတောင်ထုတ်ပြောခဲ့ပါတယ်။အဲ့ဒီပြဿနာတွေကဘာတွေလဲဆိုတော့ရုရှားက2022ခုနှစ်နဲ့2023ခုနှစ်တွေမှာပင်လယ်နက်ကိုဖျက်ပြီးသူ့ရဲ့ကိုပိုင်စားနပ်ရိက္ခာနဲ့မြေဩဇာတွေရရှိဖို့အကြီးအကျယ်အတားအဆီးတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့အဲ့ဒီအချိန်တုန်းကပြောခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီပြောဆိုချက်ဟာသူကအဲ့ဒီရေလန်းချောင်းကိုအသုံးပြုပြီးသူ့ရဲ့ကောက်ပဲတိနှံတွေကိုတဲယူပို့ဆောင်ရမှာ ပြဿနာမရှိခဲ့ဘူးဆိုတဲ့အချက်နဲ့တိတ်မကိုက်နေပါဘူး။ဒါတွေအလုံးဟာရုရှားစီကအကြောင်းပြချက်တွေသာဖြစ်ပြီးအမှန်တကယ်ကပူတင်ဟာသူ့ရဲ့စစ်သင်္ဘောတွေအတွက်ရေလမ်းကြောင်းကိုရှင်းလင်းထားခြင်းလို့မူလပင်လယ်နဲ့သဘောတူညီချက်ကိုဖျက်သိမ်းခြင်းနေတာပါ။အခုအဆိုပြုထားတဲ့သဘောတူညီချက်ဟာ2022ခုနှစ်မှာဖန်တီးခဲ့တဲ့သဘောတူညီချက်နဲ့အခြေခံအားဖြင့်တူညီတဲ့အတွက် Trump နဲ့ Zelensky တို့ကသူကအဲ့ဒီအတိုင်းနောက်တစ်ကြိမ်ထပ်လုပ်လိမ့်မယ်လို့ယုံကြည်လာပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာအခြေအနေတွေက ကွဲပြားနိုင်ပါတယ်။ ်ပူတင်ကမူလပင်လယ်နဲ့အပြစ်ခတ်ရစဲရေးကိုဖျက်သိမ်းခဲ့တာနှစ်နှစ်နီးပါးရှိပါပြီဒီတစ်ချိန်မှာသူက အမှန်တကယ်အပြစ်ခတ်ရစဲရေးကိုလိုချင်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပူတင်ဟာမကြသေးခင်ကလည်းနောက်ထပ်အပြစ်ခတ်ရစဲရေးတစ်ခုကိုဖျက်သိမ်းခဲ့ပြီးသားဖြစ်နေပါတယ်ထရန့်နဲ့ပူတင်ရဲ့မက်လ18ရက်ဖုန်းပြောဆိုမှုအတွင်းမှာရုရှားကောင်းဆောင်ကယူကရိန်းကရုရှားရဲ့စွမ်းအင်နဲ့ရေနံလုပ်ငန်းတွေအတွက်အဲ့ဒီအတိုင်းလုပ်ရင် ယူကရိန်းရဲ့စွမ်းရည်အခြေခံအဆောက်အုံအားလုံးပေါ်ချက်ချင်းအပြစ်ခတ်ရစဲရေးကိုအကောင့်ထည့်ဖို့မယ်လို့ပြောခဲ့ပါတယ်။နှစ်နိုင်ငံစလုံးဟာဒီလိုတိုက်ခိုက်မှုတွေရဲ့ဝင်တို့ဝင်ဖို့ကိုခံစားခဲ့ရပါတယ်။၂၀25ခုနှစ်ဖေဖော်ဝါရီလအထိယူကရိန်းရဲ့စွမ်းရည်အခြေခံအဆောက်အုံဆုံးရှုံးမှုဟာဒေါ်လာ14.6ဘီလီယံရှိပါတယ်။ရုရှားရဲ့ရေနံချက်ဆက်ယုံတွေကိုယူကရိန်းရဲ့တံပြန်တိုက်ခိုက်မှုတွေဟာလည်းပူတင်အတွက်အရီလာမှာပဲသူ့ရဲ့ချက်လုံနိုင်စွမ်း18ရာခိုင်နှုန်းကိုထိခိုက်စေပြီးအတော်ကြီးမားတဲ့ကုန်ကျစရိတ်တွေရှိခဲ့ပါတယ်။ ်ပူတင်ရဲ့အဆိုပြုချက်ဟာတစ်ဖက်စလုံးအတွက်အဓိပ္ပာယ်ရှိပုံရပြီးယူကရိန်းကလက်ခံမှုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကဖုံးချပြီးနိုင်ပိုင်းအတွင်းမှာပဲသူကရက်သားနဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတဲ့ drone အစီ40ရဲ့အုပ်စုကြီးတစ်ခုကိုအမိန့်ပေးခဲ့ပါတယ်။ရုရှားရဲ့ဒီလိုညအချိန်တိုက်ခိုက်မှုတွေကကျွန်တော်တို့ရဲ့စွမ်းရည်ကဏ္ဍကျွန်တော်တို့ရဲ့အခြေခံအဆောက်အုံနဲ့ယူကရိန်းလူမျိုးတွေရဲ့ပုံမှန်ဘဝကိုဖျက်ဆီးနေတာပါလို့ဇယ်လန်စကီးကပြောပါတယ်။ ဒီနေ့မှာပူတင်ကအပြည့်အဝအပြစ်ခတ်ရစဲရေးအတွက်အဆိုပြုချက်ကိုထိရောက်စွာချိုးဖောက်လိုက်ပါတယ်လို့လည်းပြောလာပါတယ်။ပူတင်ဟာ2014ခုနှစ်မှာယူကရိန်းကိုစန့်ကျင်တဲ့သူ့ရဲ့ရန်လိုမှုလှုပ်ရှားမှုကိုစတင်ခဲ့တဲ့အချိန်ကစပြီးအံ့အားသင့်စရာကောင်းလာအောင်ငြိမ်းချမ်းရေးသဘောတူညီချက်25ခုကိုဖန်တီးခဲ့ပြီးနောက်ဆုံးမှာချိုးဖောက်ခဲ့တယ်လို့ဇယ်လန်စကီးကထောက်ပြပါတယ်။မင်းစ်သဘောတူညီချက်ဟာပူတင်ရဲ့ဂရုချိုးဖောက်မှုတွေကိုပြသတဲ့ပြီးပြည့်စုံတဲ့ဥပမာတစ်ခုပါ။ ်ပူတင်ရဲ့2014ခုနှစ်ယူကရိန်းကျူးကျော်မှုပြီးမှသူက လူဟက်စ်နဲ့ဒွန်ညက်စ်မှာရုရှားလိုလာတဲ့ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုအသုံးချပြီးသဘောတူညီချက်နှစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။2014ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာအဲ့ဒီသဘောတူညီချက်တွေရဲ့ပထမတစ်ခုကိုအတည်ပြုခဲ့ပါတယ်။သူကလက်နက်ကြီးတွေစုခွာခြင်းအကျဉ်းသားလဲလှယ်ခြင်းနဲ့ယူကရိန်းကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပို့ဆောင်ခြင်းတို့ကိုကတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်းတရက်ကြာမှာတော့ရုရှားတပ်ဖွဲ့တွေကယူကရိန်းရဲ့နေရာတွေကိုလက်နက်ကြီးတွေကိုအသုံးပြုပြီးအနည်းဆုံး၁၀ကြိမ်ပစ်ခတ်ခဲ့ပါတယ်။ဒုတိယမစ်သဘောတူညီချက်ကိုဒီတစ်ကြိမ်မှာပြင်သစ်သမ္မတဟောင်းဖရန်ဆွာဟောလန်နဲ့ဂျာမန်ဝန်ကြီးချုပ်ဟောင်းအန်ဂျလာမာကယ်ရိုကညှိနှိုင်းခဲ့ပြီး၂015ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာချမှတ်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာပူတင်ကအဲ့ဒီသဘောတူညီချက်မှာမှင်မချောက်ခင်အထိဆောင်ခဲ့ပါတယ်။အပြည့်ခက်ရက်စဲရေးစတင်ပြီးမိနစ်ပိုင်းအတွင်းမှာ ရုရှားစစ်သားတွေကလူဟန်စ်မှာယူကရိန်းရဲ့စစ်ဆေးရေးဂိတ်ကိုပိတ်ခတ်ခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေမှာအကြီးအကျယ်ဆက်သွယ်ရေးအမှားအယွင်းတွေဖြစ်နေတာလား။ဒါမှမဟုတ်ပူတင်ကပုံစံတစ်ခုကိုတည်ထောင်နေတာလားဆိုတာမသိကြပါဘူး။မင်းစ်သဘောတူညီချက်နှစ်ခုကိုချိုးဖောက်ပြီးကြတဲ့ကပူတင်ဟာသူ့ရဲ့စကားကိုအကြိမ်ကြိမ်ပြန်ယုံသိမ်းခဲ့ပါတယ်။ယူကရိန်းနဲ့ရုရှားတို့ဟာပူတင်ရဲ့2014ခုနှစ်ရန်လိုမှုလှုပ်ရှားမှုစတင်ပြီးနောက်၄နှစ်အတွင်းမှာ ခရစ်စမတ်အီစတာနဲ့အခြားအားလည်းရဲ့အတွန်းများမှာအပြစ်ခတ်ရဆဲရီတွေသဘောတူခဲ့ကြပါတယ်။ဒါပေမဲ့လည်းအားလုံးချိုးဖောက်ခံခဲ့ရပါတယ်။ဇယ်လန်စကီကယူကရိန်းရဲ့သမ္မတဖြစ်လာတဲ့အခါသူက2020ပြည့်နှစ်မတ်လအတွင်းယူကရိန်းဒေသသုံးခုမှာစစ်ရေးအင်အားတွေဖြုတ်ချဖို့ကတိပေးတဲ့အစည်းအဝေးတစ်ခုအပါအဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိမ်ပေါင်းများစွာအတွက်ပူတင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေကဘာမှမဖြစ်ခဲ့ပါဘူး။ပူတင်ကရပ်တန့်မယ်လို့သဘောတူခဲ့ပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ရုရှားကသဘောတူပြီးမကြခင်အဲ့ဒီအပြစ်ခက်ရစဲရွတွေကိုမချိုးဖောက်ခဲ့ရင်တော့ပူတင်ဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်ခဲ့တဲ့အခါနှစ်နိုင်ငံအကြားကငြိမ်းချမ်းရေးသဘောတူညီချက်အားလုံးဟာတဲတဲရည်တွန်တလို့ဖြစ်သွားပါတယ်ပိတ်ဆို့မှုတံတွေရဲ့ဝေဒနာဒီနေရာမှာအဓိကချက်ကယူကရိန်းကဒါရီအားလုံးကိုအရင်ကမြင်မှုပြီးပူတင်ကဂရီတခုပေးပြီးချက်ချင်းချိုးဖောက်တာမျိုးပါရုရှားကောင်းဆောင်ကအခုထရမ့်ကိုစန့်ကျင်ပြီး အသုံးပြုဖို့ကြိုးစားနေတဲ့ချင်းချောက်မှုနီးပြူဟာတွေကဘာမှမပြောင်းလဲဘူးဆိုတာကိုပြသနေပါတယ်။ဒါဆိုပူတင်ကအခုထရမ့်ကိုဘာလို့ချင်းချောက်ဖို့ကြိုးစားနေရလဲ။ဘာလို့လဲဆိုတော့ပူတင်ကရုရှားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကိုအမှန်တကယ်ယုံသိမ်းစေချင်ပြီးပင်လယ်နဲ့အပြစ်ခတ်ရစဲရေးကအဲ့ဒါကိုဖြစ်မြောက်အောင်လှုံ့ဆော်ဖို့ဖြစ်နိုင်တယ်လို့သူကခံစားနေရပါတယ်။တခါနီဂျီအန်ဒရိုမန်ကပြောတဲ့အတိုင်း2022ခုနှစ်ဒီဇင်ဘာလနဲ့2024ခုနှစ်ဒီဇင်ဘာလအကြာ ရုရှားရဲ့စီးပွားရေးဟာဘန်နာရေးစတရီရိုက်တွေတုံးထားတဲ့မာရသွန်အပြေးသမားလို့လှုပ်ဆောင်ခဲ့ပြီးအခုအဲ့ဒီစတရီရိုက်တွေရဲ့အာဏိသင်ကပြတ်ပြဲတော့မှာပါပူတင်နဲ့သူ့လူတွေကကြီးမားတဲ့ပိတ်ဆို့ရေးယူမှု၃နှစ်ရဲ့နာကျင်မှုကိုခံစားနေရပြီးသူကအဲ့ဒါတွေကိုရုတ်သိမ်းစေချင်နေပါပြီယူကရိန်းကျူးကျော်မှုမှာပင်လယ်နက်ဟာယူကရိန်းရုရှားရဲ့ကြီးမားတဲ့အားသာချက်တွေကတခုဖြစ်ခဲ့ပါတယ်ပူတင်ကသူ့ရဲ့ကြောင်းမတ်ဖွဲ့ကောင်းတဲ့ပင်လယ်နက်ရေတပ်ကိုဂျီလန်းကျောင်းမှာနေရာချထားပြီး သူ့ရဲ့ပန်းတိုင်ကစစ်သင်္ဘောတွေကိုအုံပြုပြီးတောင်ပိုင်းယူကရိန်းကိုပိတ်ခတ်ဖို့နဲ့သိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကနေသူ့ရဲ့စစ်သားတွေကိုထောက်ပံ့ပို့ဆောင်ရေးအကူအညီပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ပူတင်အတွက်အခြေအနေတွေကစီစဉ်ထားတဲ့အတိုင်းမဖြစ်ခဲ့ပါဘူး။ပင်လယ်နဲ့ရေတပ်ရဲ့သုံးပုံတစ်ပုံလောက်ဟာအခုပျက်စီးသွားပြီးကျန်တာတွေကဆုတ်ခွာသွားတဲ့အထိဖြစ်သွားပါပြီ။ပူတင်ရဲ့ရစ်တက်ဟာယူကရိန်းကိုအကြီးအကျယ်ပျက်စီးနေတဲ့နေရာမှာလက်တွေအဖြစ်အရေးမပါတော့ပါဘူး။ ရုရှားဟာပူတင်ကဖန်တီးထားတဲ့စစ်ရေးဆက်မှုလုပ်ငန်းအဆောက်အုံတွေပေါ်အလွန်မင်းမိခုန်နေတဲ့အတွက်အခုစစ်ပွဲကိုအဆုံးသတ်ရင်နိုင်ငံကိုစီးပွားရေးအကျပ်တဲကြောက်ထဲကိုဆွဲချလိုက်မှာပါရုရှားမှာအလုတ်ကိုင်းခွင်လန်းတွေဟာ2024ခုနှစ်နဲ့အတူတူကာလနဲ့နှိုင်းယှဉ်ရင်2025ခုနှစ်ရဲ့ပထမနှစ်လပထမနှစ်လမှာ15ရာခိုင်နှုန်းရော့ချသွားပါတယ်ပူတင်ဟာသူကအားလုံးကိုထိန်းချုပ်ထားတယ်လို့ထင်တဲ့အတွက်ဒီအကျပ်တဲအချိန်တွေအားလုံးကိုသူထိန်းနိုင်မယ်လို့ထင်နေပါတယ်ဒီနေရာမှာ Trump က ်ပူတင်ရဲ့ပင်လယ်နဲ့အပြစ်ခတ်ရစရေးတောင်းဆိုချက်တွေကိုဘယ်လိုတုံ့ပြန်မလဲအပြစ်ခတ်ရစရေးနှိမ့်နိုင်မှုတွေအားလုံးဟာဘယ်ကိုဥတည်သွားမလဲဆိုတာကိုပြည်သက်ကြီးထင်မြင်မိတာလေးတွေဒီနေရာမှာမျှဝေခဲ့နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်